မင်္ဂလာပါကျွန်တော်တို့ရွှေကေရေချာစစ်စစ်ပုံမှန်စက်နေရွှေကေရွှေပါကျွန်တော်ဒီနေ့တက်ဆက်ပေးတဲ့ဗီဒီယိုတွေကကျွန်တော်အလုံးဒရိုင်းနေကြရဖြစ်တဲ့ပေါ့နော်အမေသူ့ရဲ့သူ့ရဲ့ဗီဒီယိုတွေပေါ့စုတဲ့ဗီဒီယိုတွေပေါ့နော်ဆိုတော့အဲ့ဒီဗီဒီယိုလေးဗီဒီယိုလေးကိုလွမ်းလေးလေးတစ်ချက်လောက်ကြည့်ကြည့်ရအောင်နော်ကလေးတွေပြောရအောင်နားထောင်နေကြလားတယောက်နဲ့တယောက်စကားပြောနေကြလားတယောက်နဲ့တယောက်စကားပြောနေတဲ့ကလေးတွေကိုလည်းတွေးရတယ်အဲ့ဒါကိုကစိတ်ကမရှိတာပဲဒီဟာကိုသဘောပေါက်အောင် ကလေးတွေတည်းမဟုတ်လူကြီးတွေလည်းဒီလိုပဲလှုပ်ထအောင်ကျမတို့တွေ့ခဲ့ရပါတယ်ကျမတို့ဆိုလို့ရှိရင်ဒီဟာတစ်ခါပြီးပြောရပါတယ်ဒီလိုအခမ်းအနားမှာဆိုလို့ရှိရင်ဘလူအားမှာအတင်းကျမတက်မနေရဆိုတော့တက်ခိုင်းတာမဟုတ်ပါဘူးတက်လာပြီဆိုလို့ရှိရင်တော့ကိုစီကိုကိုဆောင်ရတယ်တက်လာပြီဆိုလို့ရှိလို့ရှိရင်တော့ဒီအခမ်းအနားမှာဘယ်သူပဲဘာပဲတက်ပြောပြောနားထောင်ရတယ်နားမထောင်ခြင်းလို့ရှိရင်အခမ်းပြေကိုထွက်သွားလို့ရတယ်ဒါစီကန်းရှိခြင်းဆိုတာအဲ့ဒါတစ်ခုပါပဲ ။အဲကျမတို့အစတည်းကဥမာကျမတို့နိုင်ငံရေးစလုပ်ကြတဲ့ကကျမတို့ရဲ့အဖွဲ့အစည်းအစည်းအဝေးတွေမှာဆိုဒါကိုခဏခဏသတိပေးရတယ်။ကိုယ့်ကိုလူများတွေကလေးစားခြင်းကိုယ့်အလက်လူများတွေကိုလေးစားရမယ်။စိတ်ကောင်းလိုက်နာရမယ်။လေးစားတဲ့နေရာမှာလေးစားတာကိုပြရမယ်။အဲ့ဒါကိုတော့တိတ်အရေးကြီးပါတယ်။အခုပြောလိုက်တော့စကားပြောနေတာခါရရက်သွားရော။ဒီလိုသတိပေးမှစီကောင်ထိမ့်သိမ့်ရမှာမဟုတ်ဘူးကိုကိုကိုတစ်ချိန်လုံးတတိပေးသွားမှာ အပြင်လူကသတိပေးမှစိတ်ကောင်းကိုထိမ့်သိမ့်နေဆိုရင်ကိုဟာလွတ်လပ်တဲ့လူတရားမဟုတ်တော့ဘူးတကယ်လွတ်လပ်တဲ့လူဆိုတာကိုစိတ်ကောင်းကိုကိုထိမ့်နေကိုကိုကိုသတိပေးရတယ်ဘယ်စီကနေကိုထိမ့်သိမ်းရမယ်ဘယ်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဂုံတိတ်ခါဆိုတော့ဘာလဲဆိုတော့ကိုကိုကိုသတိပေးရတယ်ကိုကိုကိုသတိပေးပြီးတော့ကိုကိုသတိပေးရဲ့အရာကိုလိုက်နာနိုင်ပါသလားတကယ်လွတ်လပ်တဲ့လူကြီးတွေဖြစ်လာမှာပါအဲ့တော့ကျွန်တော်မောင်မယ်လေးများဟာလေကိုရဲ့ တံပိုးတွေကတိုင်ကလုံးကိုပြတ်သွားနိုင်အောင်လို့ကြိုးစားကြပါကင်းတော့ဝင်ပြီးတော့လုတ်တယ်ဆိုတာဟာဘာကြောင့်လုတ်တယ်ဆိုတာလဲဘယ်တော့မှ မမေ့ပါနဲ့လို့ကျွန်မတိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါမစ်ဘာသူကြီးကိုစီရကလေးတွေကိုကျေးဇူးဆုတော့နော်ဆိုတော့သူရကူအနေနဲ့ဝန်ကြီးနော်ဝန်ကြီးကိုဆုတဲ့ဘီဒီယိုတွေပါဆိုတော့အဲ့ဒါလေးတစ်ချက်လေးပြရအောင် လေးတင်ကြတာဘူးဘလို့ပေါ့တော့မဟုတ်ဘူးပါအောင်အောင်မေပါဘူးအဲ့တော့ဒီမှာဟိုတိုင်းပညာရေးဝင်ကြီးပါလားကဲတိုင်းပညာရေးဝင်ကြီးလာပြီးတော့ရှင်းမှာဘာဖြစ်လို့ရေကျော်ကတောင်းမှာအခုလည်းဒီမှာကျော်ကတောင်းမှာသူကဆက်လက်ပြီးတော့ဘာဖြစ်လို့နှစ်နှစ်ကြာကြာတာတောင်းမှာဒါဆောက်လို့မပြီးသေးလဲ ပြောလေဖေးလေတန်တာစနစ်နဲ့ကုမ္ပဏီကိုရွေးထားတာတန်တာနဲ့ရွေးထားတာပါရှင်အဲ့တော့အဲ့ဒီထဲမှာဆိုလို့ရှင်သဘောတူညီချက်ထဲမှာရှင်ဘယ်လောက်ကာလအတွင်းပြရမယ်ဆိုတော့မပါဘူးလားပါပါတယ်အန်တီအဲ့တော့သဘောဒီဒီသဘောတူညီချက်အရာမလုပ်တဲ့အခါကျတော့ဘယ်လိုရေးယူလဲဟင်းဘယ်ကာလအတွင်းမှာဘယ်လောက်ပြရမယ်ဆိုတော့မပါဘူးလားပါရနေစတော့ရှင်မပြီးဘူးဆိုကြတဲ့အချိန်မှာစပြီးတော့လုတ်တင်လုတ်ထိုက်ချအောင်လုပ်အောင်မှာဒီကုမ္ပဏီတွေဟာစာချုပ်ရဲ့ပါပါတဲ့အတိုင်းမလုတ်ဘူးဆိုလို့ရှိလို့ရှိရင်လည်းဒါစီမင်းရှိကောင်ဥပဒေအရလုတ်တင်နေအောင်လုပ်ပါ ဒါတော့ဒေါ်ဆုံးကြီးလက်ထက်မှာနော်ဟိုဒီမဟုတ်လာလုပ်တဲ့ company တွေလည်းအရေးအရေးကြီးခံထိတဲ့ဒီလိုတွေပေါ့နော်သူတို့နေတဲ့ဘီလိုတွေဆိုတော့သုံးနေကြည့်ရတဲ့အတွက်လည်းအကျဉ်းချုပ်တင်ပါတယ်ခုလိုဒီလိုဒီနေ့ဒီနေ့ပုံမှန်တင်ဆက်ပေးသွားပါမယ်ကျွန်တော် YouTube channel ကို subscribe လုပ်တာပြီးတော့ဒီလိုအကျဉ်းချုပ်တင်ပါတယ်